မြမကျေးလန့်တလေးများရဲမှာအထူးကြဆုံးသောနရွက်တရွေးဆိုချင်း60ပြင်းနေတဲ့အရှိပိုင်းမွေးတဲ့ကလေးတွေဆိုရင်တော့လမ်းပေါ်မှာကစားပွဲတွေတဲတဲ့အခါမှာနရွက်တရွေးဆွတ်တဲ့တလေးထားတွေကိုမြင်ဘူးကြားလိမ့်မယ်လို့ထင်ပါတယ်။ဒါပေမဲ့လည်းဖုန်းနဲ့ကွန်ပျူတာတွေပေါ်လာပြီးတော့မှမွေးတဲ့ကလေးတွေရာဆိုရင်တော့ဒီလိုပြောစရာကောင်းတဲ့ကစားပွဲတွေကိုသိချမ်းမှသိပါလိမ့်မယ်။တကယ်တော့ကျမတို့ငငယ်တုန်းကအမှုမှန်အမှန်ပဲလုပ်ခဲ့ကြတယ်။နရွက်တရေဆွချဲနောက်ွယ်မှာအင်မတန်စိတ်ဝင်စားစရာကောင်းတဲ့အတိတ်ပဲရှိလို့နေတာပေါ့။ ဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel ဗီဒီယိုမှာဆိုရင်တော့မြမကျေးလက်တောရွာရီရဲ့တမိုင်းမှာမြမကျေးလက်ဒလိရီတရားမှာအထူးကြားဆုံးသောနရွက်ဒရေးဆိုချင်းကျောင်းရွာရီကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တကယ်တော့နေရွက်တရေးဆိုချင်းဒလီဟာကာလာသားလူငယ်တွေကြားထဲမှာမကြည်မနှက်ဖြစ်ပြီးဆိုရင်တော့ရှင်ပြိုင်စိန်ခေါ်တဲ့နေလန်တစ်ခုဖြစ်ပါရဲ့ရှင်။စိန်ခေါ်လိုတဲ့သူကတပတ်လူရဲ့နေရွက်ကိုဒရေးဆိုလိုက်ပြီးဆိုတာနဲ့တိုက်ပွဲဟာစကြမှာပြီ။တကယ်လို့စိန်ခေါ်ခင်ရတဲ့သူကမရှင်ပြိုင်လို့ဆိုရင်တော့စိတ်စိတ်နေနိုင်ပါရဲ့။ အဲ့လိုညင်နေတဲ့သူကိုနောက်ထပ်ရံမစရမစော်ကားရပါဘူးရှင်။အရာကိုပဲရံမလူကရံပြိုတယ်လို့ခေါ်ပြီးလူကြီးသူမတွေနှစ်သက်ကြပေမဲ့လူငယ်တွေကြားထဲမှာတော့လူကြောက်လူနှုံလေးဖြစ်သွားတယ်လို့အမှတ်ယူကြတာပါ။ဒါပေမဲ့စိန်ခေါ်ခင်ရတဲ့သူကလက်ခံပြီးဆိုရင်တော့အဖြူတုံးအမောင်တုံးအမဲတုံးနဲ့အမိုက်တုံးဆိုပြီးတော့နီးလေးနီးနဲ့တုံပြန်နိုင်ပါတယ်။အဖြူတုံးဆိုတာကနရွက်ကိုတရေပြန်ဆိုပြီးတော့လက်ခံတာမျိုးပါ။ ကလေးရွယ်ကနေပြီးတော့မိကောင်ပေါက်ထိအညိုတေးမပါဘဲနှပန်းလုံးတာဒုတ်ဆွဲတာလွန်ဆွဲတာစတဲ့ကာယဆွမ်းအားပြိုင်ပွဲမျိုးတွေနဲ့ရှင်ပြိုင်ကြပါရယ်ဇေယရန်ကုန်ဘဆွေရဲ့မှတ်တမ်းတွေအားဆွေတော့ထိုးခွင်းမထိုးရသေးတဲ့ပေါင်ပြူလူငယ်တွေရှင်ပြိုင်တာကိုဆိုလိုခြင်းဖြစ်ပါရယ်အမောင်တုံးကတော့ရှင်လိန်ပြန်ပြီးတော့အရွယ်ရောက်တဲ့သူတွေရှင်ပြိုင်တဲ့နေလမ်းမှာစိန်ခေါ်တဲ့သူကော ကိုလုံးချင်းတိုက်ပြီးတော့လဝိနီနဲ့အရှုံးနိုင်ပေါ်တဲ့ထိထိုးတက်ရတာဖြစ်ပါတယ်။ဒီနှမျိုးဟာဆွေးနောက်ရှုံးနေသူနဲ့အနိုင်ရသူပါနောက်ပိုင်းမှာဆက်ဆက်ရေးကောင်းခဲ့ပြီးတော့အမောင်တုံးနဲ့အနိုင်ရတဲ့သူတွေရာဆွေးနောက်ရဲ့ရေးရွာရေးတွေမှာလူဝင်ဆန်ပြီးတော့အရေးပါလာတယ်လို့ဆိုလိုပါတယ်။ဒါပေမဲ့အမဲတုံးနဲ့အမိုင်းတုံးဆိုတဲ့နီလန်းတွေရာဆွေးနောက်အလုံးကိုကြမ်းတမ်းပါတယ်။အမဲတုံးဆိုတာချိန်နဲ့ပြန်ကန်ပြီးတော့လက္ခဏာမျိုးပါ။ လက်ခံလိုက်ပြီးဆိုရင်တော့ဒေါက်တာလန်းစားတဲ့လက်နက်တစ်ခုခုကိုကင်ပြီးတော့တိုက်ခတ်ရပြီးအနိုင်ရတဲ့သူကရှုံးလုံးတဲ့သူကိုအသေးသက်ခွင့်ရှိပါတယ်အသက်ချမ်းသာခွင့်တောင်းမယ်ဆိုရင်တော့မတတ်ဖဲနဲ့နောင်ကိုပြန်မလန်မှုအတွက်ခြေနဲ့ကန်ပြီးတော့ခရီးတောင်းရပါတယ်။အမိုက်တုံကတော့စိန်ခေါ်တဲ့သူကိုပားပြန်ရိုက်ပြီးတော့လက်ခံတာမျိုးပါ။မြမာရီကပားပြန်ကိုအမြတ်တနိုးတန်မိုးထားတဲ့နေရာဖြစ်လို့ဒီနေ့ကအပြင်းထန်ဆုံးပါပဲ။ ဒီနည်းနဲ့ဆိုရင်တော့လက်နက်မသုံးဘဲနဲ့ဥကောင်းလက်သေးတထောင်တူဖနောင်းစတဲ့တက်ကိုတက်ကိုသုံးပြီးတော့တယောက်သေးတဲ့အထိအသေးသေးခံပြတိုက်ပြန်ရပါတယ်။တေဆုံးသူရဲ့ဆွေမျိုးတွေကဆက်လက်မရှင်းပြိုင်လို့ဆိုရင်တော့တေသူရဲ့ပအောင်ရိုက်ပြီးနေငါတို့အမျိုးမဟုတ်ပြီးဒလိုမျိုးဆွေကန်းမျိုးကန်းဖျက်ရတဲ့ခြေကွဲစရာဒလေးတွေလည်းရှိခဲ့တာပေါ့။ အဲဒီလိုမျိုး အမဲတုံအမိုင်းတုံနဲ့တုံ့ပြန်တဲ့သူတွေဟာကာလာသားတွေအလဲမှမျက်နှာငယ်ပြီးတော့ရွာပြင်ထုတ်ခင်ရတာဘသူမှစကားမပြောအပေါင်းသက်မလုတာမျိုးတွေခံရလို့တိတ်တဆိတ်ထွက်ခွာစမ်းမြုပ်ကြရပါတယ်ရှေးလူကြီးတွေကဒီလိုဘာလာနဲ့မိုင်မဲတဲ့သူတွေရဲ့အမှုအကျင့်တွေမျိုးဖြစ်ရအောင်လို့တာသမီတွေကဘုံကြီးကြောင့်ကိုပို့ပြီးစာပေတင်စေဗုဒ္ဓလိုကြောင့်ယဉ်ကျေးမှုတွေကိုလိုက်နာကြံသုံးစေခဲ့ကြပါတယ်။ အဲဒီလိုမျိုးနရွက်ဒရေးဆိုချင်းတလီဟာဂျေးလကာလာသားရီရဲ့ရဲရင်မှုမာနာနဲ့မြမရိုးရာစည်းကမ်းတွေကိုဖော်ညွှန်းနေတဲ့တမိုင်းမှတ်တမ်းတစ်ခုပဲဖြစ်ပါတယ်။ Subscribe Like and Share ခေါင်းလေးနှိပ်ပြီးတော့ Shibu Channel ကိုအားပေးတော့ပါရှင့်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်။